ရင်းနှီးမြှုပ်နှံမှုကိုစားလုပ်တဲ့လူတွေတော်တော်များများကတော့ stock market မှာစပြီးတော့ invest လုပ်ရင်ကောင်းမလား real estate market မှာစပြီး invest လုပ်ရင်ကောင်းမလားဆိုပြီးတော့ဝေဖွဲမရဖြစ်ကြတယ်။အဲ့တော့ stock market မှာ invest လုပ်တယ်ဆိုတာလုံးဝ passive investment ဖြစ်ပါတယ်။ အချိန်ဘာမှပေးစရာမလိုဘူး online brokerage မှာအကောင့်ဖွင့်လိုက်ရုံနဲ့ကိုဝင်ခြင်းတဲ့ stock ကိုဝယ်လို့ရတယ်ဒါပေမဲ့ base stock တွေကပိုကောင်းတဲ့ကိုကလေ့လာရင်လေ့လာသလောက်ချိန်ပေးရနိုင်တယ် stock market ထဲမှာကောင်းတဲ့ခိုင်မာတဲ့ stock တွေဒါမှမဟုတ် ETF လိုဟာမျိုးကိုဝယ်ထားမယ်ဆိုရင်ကိုက D stock တွေကိုပြန်မြောင်းပေးနဲ့နှစ်20လောက်ခြင်ထားမယ်ဆိုလို့ရှင်တော့ တစ်နှစ်ကို average annual return အနေနဲ့7 to 10%လောက်အထိကို return တွေပြန်ပြီးတော့ရရှိနိုင်တယ်ပြီးတော့ stock market မှာ invest လုပ်မယ်ဆိုလို့ရှိရင်ငွေနည်းနည်းလေးနဲ့စလို့ရတယ်ကိုယ့်လက်ထက်မှာဒေါ်လာ100ပဲရှိတယ်ဆိုရင်လည်းအဲ့အနေမှာစပြီးတော့ invest လုပ်သွားနိုင်တယ်တကယ်လို့ကိုက real estate မှာ invest လုပ်မယ်ဆိုလို့ရှိရင်တော့ stock ထက်တော့ပိုပြီးတော့ down payment အတွက်ပတ်စံကိုစုရမယ်ဒါပေမဲ့ real estate ရဲ့အားသာချက်ကဘာလဲဆိုတော့ အိတ်ထဲကနေပတ်စံနည်းနည်းလေးထည့်လိုက်ရုံနဲ့တမိုးကြီးတဲ့အိမ်ကိုဝယ်နိုင်တယ်အဲ့ဒါကို leverage လုပ်တယ်လို့ခေါ်တယ်ဒီအိမ်ကိုပိုင်ဆိုင်ထားပြီးတော့နှစ်တေကြာလာတဲ့အခါမှာဒီအိမ်ကသူ့ထပ်ပို့ပို့ပြီးတော့တံပိုးတွေတက်သွားတယ်အဲ့ဒီအခါမှာကိုကဘာမှလုပ်စရာမလိုဘဲနဲ့အိမ်ထဲမှာပဲအမျက်တွေရရှိနိုင်တယ်တကယ်လို့ကိုကဒေါ်လာ၄သိန်းနဲ့အိမ်ကိုဝယ်ထားလို့900ခိုင်နှုန်းတောင်းပေးမဲ့ပေးထားရဲဆိုရင်ကိုယ့်အိတ်ထဲကဒေါ်လာ2000ပဲထုတ်ပြီးတော့သုံးရမှာပါဒါပေမဲ့ဒီအိမ်ကသာနောက်ထပ်2နှစ်အတွင်းမှာ 5%လောက်ဈေးတက်သွားတယ်ဆိုလို့ရှိရင်ကိုရင်းနှီးမြှုပ်နှံထားတဲ့2000ကနောက်ထပ်အမြတ်2000ရရှိတဲ့အတွက်ကိုရဲ့ investment ရဲ့100% return ရရှိတယ်လို့ပြောလို့ရတယ်။အဲဒါကြောင့်မလို့ဘယ် investment ကပိုကောင်းလဲဆိုတာထက် ကို့မှာလက်ရှိရောက်ရှိနေတဲ့အနေအထားပေါ်မူတည်ပြီးတော့နှစ်ခုစလုံးကိုလုံးဝမယ်တကယ်လို့ကိုကငွေအများကြီးမရှိသေးဘူးခုမှစပြီးလုပ်တယ်ဆိုရင်တော့ stock market မှာ invest လုပ်နောက်ပိုင်းမှာကိုပို့ပြီးတော့ငွေတက်နိုင်လာတဲ့ဆိုလို့ရှိရင် real estate မှာ invest လုပ်ရမယ်အဲ့ဒါကြောင့်မလို့ဒီနေ့မြောက်နယ်မှုပြုလုပ်တယ်ဆိုတာက diversify လုပ်ထားပြီးတော့ investment တွေအများကြီးမှာဖြန့်ကျက်ထားနိုင်လေကို့အတွက်ရေရှည်မှာပို့ပြီးတော့အကျိုးရှိလေးပဲဖြစ်ပါတယ်